ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဆန်မြို့နယ်ရှိတအောင်းတပ်မတော် PSLF TNL ထိန်းချုပ်ထားသောဇဲတုံဟုံးရွာတွင်စစ်ကောင်စီတပ်များကဇက်ဖိုက်တာဖြင့်ပေါင်250ပုံနှလုံးကျဲချတိုက်ခိုက်မှုကြောင့်ကလေး2ဦးပွဲချင်းပြီးတေဆုံပြီးကလေး6ဦးနှင့်လူကြီး3ဦးပါဝင်စုစုပေါင်း9ဦးဒဏ်ရာရရှိခဲ့ပါသည်ဘုံတလုံးသည်ရွာတွင်ကြားရောက်ပောက်ကွဲခဲ့ပြီးနောက်တလုံးမှာဇဲတုံဟုံးနှင့်ဇဲပန်ကောက်ကြားတွင်ကြားရောက်ခဲ့ပါသည် ထိုတိုက်ခိုက်မှုကြောင့်နေအိမ်73လုံးထက်မနည်းပျက်စီးခဲ့ပါတယ်။နမ်ဆန်မြို့နယ်သည် TNLA ၏ထိန်းချုပ်မှုအောက်တွင်ရှိနေပြီးစစ်ကောင်စီသည်ကြောင်မဲနှင့်ဒီဘောမြို့များကိုပြန်လည်သိမ်းယူနိုင်ရန်ထိုးစစ်ဆင်နေပါတယ်။အော်တိုဘာ2ရက်ကလည်းနမ်2မြို့ရက်ွက်၈ခုကိုပေါင်900ဘုံဖြင့်ကျဲချခဲ့ရာစစ်ရှောင်းသူ3ဦးပါဝင်4ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့ပါတယ်။ TNLA သည်ပလောင်လူမျိုးများအတွက် ကိုပိုင်အုပ်ချုပ်ရေးတောင်းဆိုနေသောလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး2023အောက်တိုဘာလမှစတင်ခဲ့သည့် Operation 1392တွင်နမ်ဆန်မန်တုံနမ်တူမျိုးများကိုတင်ပိုက်ခဲ့ပါသည်စစ်ကောင်စီသည်ဒီဒေသများတွင်စစ်ကာကွယ်ရေးကြီးညာချက်ထုတ်ပြန်ထားပြီးလေကြောင်းတိုက်ခိုက်မှုများကိုဆက်လက်လှုပ်ဆောင်နေပါသည်ဤဖြစ်ရသည့်မြန်မာနိုင်ငံ၏ပြည်တွင်းပြည်ပခများတွင်အယက်သားများအထူးသဖြင့်ကလေးများထိခိုက်ဒဏ်ရာရရှိမှု ဆက်လက်ဖြစ်ပွားနေသည့်တာဒကတစ်ခုဖြစ်ပါတယ်။ကုလသမဂ္ဂနှင့်လူခွင့်ရေးဖွဲ့များကဤပုံချက်တိုက်ခိုက်မှုများကိုစစ်ရာဇဝတ်မှုဖြစ်စစ်ဆင်ရန်တောင်းဆိုထားပါတယ်။ဒေတာတွင်စစ်ရှောင်မှုများမြင့်တက်နေပြီးဆင်းရဲမှုနှင့်ဆေးဝါးပြတ်လတ်မှုပြဿနာများလည်းရှိနေကြောင်းသိရပါတယ်ရှင်။